င်္ဂလာပါဗျ။ဟုတ်ဟာကဒါညူပါကီလိုအိမ်မြောင်ကိုရိုက်ဖြစ်တာလဲဆိုတာဒါလေးအရင်ပြန်ပြောပြပါဦးနော်။အိမ်မြောင်က most ကျွန်တော်တို့စပြီးတော့လာပြီးတော့ဇလန်တွဲပေါ့10ပိုင်းရှိတယ်အပိုင်း10ပိုင်းရှိတယ်ဇလန်တွဲဆိုဒါပေမဲ့အဲ့ဒီဇလန်တွဲကိုကျွန်တော်ကဒီဝီပလစ်ဆာအကိုတွေကိုကျွန်တော်ဇလန်တွဲတစ်ခုရှိတယ်လို့ပြောပြခဲ့ခါတို့ရုပ်ရှင်ကားကြီးရိုက်ရှင်တယ်။ဆက်ခါကျဒီ10ပိုင်းကိုကျွန်တော်တို့တနအိခွဲတာချုပ်ရတာပေါ့နော်။အဲ့မှာလည်းတော်တော်အခက်အခဲတွေရှိပါတယ်။ဆိုတော့ဇလန်ထဲမှာတချို့သော character တွေဖြုတ်တဲ့နေဟာဖြုတ်ပေါ့ပေါင်းတဲ့နေဟာပေါင်း အဲ့လိုမျိုးရိုက်ကူးခဲ့ရတာပါဟုတ်ဒီမှာတင်းဆောင်နှေးတဲ့နေရာမှာဒါလေးကအာနည်းနည်းလိုက်ဖက်တာလေးဒီနည်းနည်းမဟုတ်တော်တော်လိုက်ဖက်နေတယ်လို့မြင်ရတယ်ဟုတ်မလားအပွင့်လင်းပြောရရင်တော့ဒီကားရဲ့တင်းဆောင်ရွေးချယ်မှု80ရာခိုင်နှုန်းက production ကလောက်တာပါဗျဟုတ်ကိုထုံးတော့ဒီ reflex production ကနေပြီးတော့သူတို့ရွေးချယ်တာသူတို့ကသူတို့ဒီလူဒီလူဒီလူတွေရွေးချယ်ထားပေးတယ်ကိုသားကြီးအဲ့ထဲရမှာအာပြန်ပြီးတော့မှ choice ပြန်လုပ်ပေးပါဆိုပြီးကျွန်တော်ကမှသူတို့ရွေးထားတဲ့ထဲရမှာကျွန်တော်ပြန်ပြီးတော့ပြန် choice လုပ်တာဟုတ် ဟောကိုခလန်နဲ့လေဒီကလိုက်ဖက်တယ်ဘာဒီမှန်းတယ်နော်အအဓိကကတော့ကိုခလန်တို့ဟာဆိုလို့ရှိရင်လဲဒါကိုထွန်းတို့ရွေးချယ်တာပါပဲဆိုတော့ကိုကလိုင်းနဲ့ရိုက်တာကြတော့ပွင့်လင်းပြောကျွန်တော်ဟာတော့ရိုင်းမပိုင်နိုင်ဘူးကိုကလိုင်းတို့ဆိုတော့ကျွန်တော်တို့ရဲ့ဆရာပါအကိုဆရာပဲဆိုတော့ကျွန်တော်ရှင်ရင်ရောက်တဲ့ချိန်ရောက်လို့ရှိရင်အကိုကျွန်တော်ဒီလိုဒီလိုလေးတော့ရှိတယ်အဲ့မှာမှအကိုကောင်းမယ်ထင်တယ်လို့ကျွန်တော်ကိုဝင်ပြီးတော့ကူညီပေးပါဆိုတာကိုကလိုင်းအကူအညီအများကြီးပါပါတယ်အဲ့အတွက်လည်းကိုကလိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကိုကလိုင်းနဲ့ကိုဖက်ကရှစ်မှာတော်တော်ဆွဲသွားတယ် ဟုတ်အဲ့ဒီမှာပဲအဲကိုကဒီမှာထူပြလို့ချက်တွေနေတယ်အလုတ်တွေနဲ့လုံလိုက်တော့ပိတ်ကကိုခန်းစားသွားနိုင်တယ်เนาะဟုတ်ကဲ့ဟိုဒါကတော့ production ဘက်ကလည်းပတ်မှုပေးတာပါပါတယ်ဒီအထူးပြုလုပ်ချက်တစ်ခုထည့်ဖို့ဆိုတာဘာပြောငွေကြေးရကုန်ကြစည်တည်းလည်းရှိရပါတော့ဆိုတော့သူတို့ကလည်းဒီတက်ရှော့လေးရိုက်ဖို့တော်လေးခက်ခဲရိုက်ခဲ့ရတဲ့အပိုင်းလေးပါပါတယ်ဆိုတော့အဲ့အတွက်လည်း production ကျေးဇူးတင်ပါတယ်ဟုတ် တချိုးပွေလေးတွေအပြောင်းလေးတွေဘယ်လိုလုပ်သွားတာလဲအဲ့ဟုတ်တယ်အဲ့ဒါလေးလည်းကျွန်တော်တို့ပေါ့နော်ခွဲကြမယ်ပေါ့နော်မိတ်ကက်ကအစားခွဲမယ်ဆိုပြီးကျွန်တော်တို့တိုင်မျိုးလည်းလုပ်ကြပါပေါ့နော်အဲယိုယိုပုံမှန်တာမန်အခြေအနေတစ်ခုမှာသူတို့ပုံစံနဲ့အတန်တွေကတမျိုးပေါ့နော်စိတ်ဆိုးသွားတဲ့အချိန်ကြလို့ရှိရင်တို့ရဲ့ makeup တွေကအစားအတန်တွေကအစားပြောင်းသွားမယ်ဆိုပြီးကျွန်တော်တို့တိုင်မီလုပ်ခဲ့ကြအားလုံးတိုင်မီထားတာပေါ့ဟုတ်ဩဒီ season effect တွေကပဲတော်တော်လေးစိတ်ဝင်စားစရာတော်တော်လေးပြည်ကျင်တဲ့ဟာလေးဖြစ်သွားတော့ဟုတ် အဲ ICJ effect တွေနဲ့ပတ်သက်ပြီးတော့လည်းအမှတ်တရအများကြီးရှိပါဗျာ။တော်တော်များများနေတော့အဲကြောင်ညာထဲမှာပြည်သက်တွေကြည့်ရမယ်ချက်မှားတယ်။အဲကလေးတယောက်ဆောင်တဲဇောက်သူဆွဲပြီးတော့လေအရှာကြီးထွက်သွားတဲ့အခါအဲ့ဆိုလို့ရှိရင်ကျွန်တော်ရိုက်တဲ့ချိန်ညတနာရီခွဲနှစ်နာရီလောက်ရှိပြီးခလေးကလည်းသူတအားအိတ်ချိန်ပြီးတော့ပြင်ပန်းတယ်ဆိုတော့ကျွန်တော်တန်းပေါ်မှာဇောက်တိုးချိန်ပြီးရိုက်ပြီးတော့ချုပ်လိုက်တော့ခလေးကသတိလစ်သွားကျွန်တော်မျက်လုံးတော့ပြနှကန်းတော့ပြကျွန်တော်အရန်စိတ်ပူသွား တခုခုဖြစ်သွားမှာပေါ့နော်ဆိုတော့သူ့ရဲ့အမေကလည်းအကြမ်းမှသူကပြောပြသမီးကနည်းနည်းနေမကောင်းဖြစ်နေတာပေါ့နော်ဟာညီမရဲ့ဘာလို့ကျွန်တော်မပြောတာလဲပေါ့နော်သူကလည်းအားနာရင်ပြောတာတော်သေးတယ်ငါ3-5မိနစ်လောက်ပါပဲ clear ချက်ချင်းပြန်သတိရတာလို့တော်တော်ပြားခတ်သွားပါအဲ့ဒါတော့အမှတ်ရပါဘောအဲ့ဒါတော့လုံးဝအမှတ်တရပါဟုတ်အဲ့တော့ဒီမော်ဒမ၄ယောက်နေရဘယ်လိုလေးချစ်ဆက်တာပေါ့ဆိုတော့ ဟိုတရုတ်တစ်မျိုးတွေကာရက်တာနဲ့ပေးထားတယ်ဟုတ်လားဟိုကအာနိုင်ငံခြားသွားကျင်တဲ့အင်္ဂလိပ်စာယူတဲ့ဟာတရားရှိရဲ့အဆိုးတော်တရားရှိရဲ့မင်းသမီးတရားရှိရဲ့မင်းသမီးဖြစ်ချင်ပတ်စံနဲ့ကာစီနဲ့တရားရှိကာစီနဲ့အဓိကကတော့အဲ့ဒီဇက်ကောင်ကြီးရဲ့ကာရက်တာကတော့ဇန်ညွန်းဆရာမပေါ့နော်မို့ပဲတိဆောက်ထားတာပါဗျာဟုတ်ကာရက်တာကြီးကမတူကြတဲ့ကြားထဲကဒါတရဲနဲ့လူနဲ့ဒါလေးတွေ ဘာပြတ်စိတ်ဝင်စားတော့ဆွဲခေါ်နိုင်အောင်လုပ်ဖို့ကမလွယ်တဲ့ဟာဒီမှာဆိုရင်တော်တော်ပြည့်ပြည့်နေတယ်နော်ကျုပ်ကလေးတွေကတော့ sensor သဘောရကျွန်တော်တို့ဖြတ်လိုက်ရတာလေးရှိတာပေါ့နော်ဟိုဖះသားရွတ်တဲ့အခန်းလို့ဘာလို့ညာတော့ဟိုအာဃာတော့ဖြစ်နေမှာဆိုလို့တချို့ပြောင်းလိုက်ရတာမျိုးလေးရှိတာပေါ့နော်ဆိုတော့ဟိုအကုန်လုံးတိုင်ပင်ပြီးတော့လုပ်ခဲ့ကြပါအဖွဲကကောင်းလို့လည်းရည်ရတာပါဟုတ် မတင်ရအောင်တော့အာဒီကလေးတွေပြောင်းပြေးသွားတော့တယ်သူတို့ကြောက်သွားတော့မှဖြစ်တဲ့ချိန်မှာနောက်ဆုံးဒီအမေလာတဲ့အချိန်ကြီးဒီလိုလေးလှည့်သွားတာလေးတွေဟာအာဒါပေးသက်ကိုဆွဲခေါ်ဖန်ဆောင်ခုလို့တော့ဟုတ်အဲကျွန်တော်အားလေးပဲစိတ်ပြီးတော့ခုန Family Show မှာလူတွေကပြီးသွားပြီအောင်မေလို့ထားမလို့လို့တော့လေမပြီးသေးဘူးဆိုကျွန်တော်လိုက်ပြောချင်တာမီဒီယာတွေကပြန်အောင်တော့မလို့လို့တော့လေကျွန်တော်တို့နောက်ဆုံးအထိကိုကြည့်စီချင်ပါတယ်လာကြည့်တဲ့လူတွေကလည်းနောက်ဆုံးအထိမှာကျွန်တော်တို့ပြည်သက်ကိုပြောချင်တဲ့ဟာလေးရှိပါတယ်လို့အဲ ဆက်တဲ့နေ့ကျလာမဲ့လူတွေအကုန်လုံးလည်းပြီးတဲ့အထိကြီးပေးကြပါလို့ပြောချင်ပါတော့အဲ့တော့ကိုချက်အာရော့ကင်ရိုးတွေကပ်ဖို့ pressure ခွေးတွေဖြစ်ဖို့ဘာဘလို့ဘလို့တွေပတ်ဖို့ခဲ့တာသူကိုယ်တိုင်လည်းဒီမှာတော်တော်လေးမိုက်နေတယ်နော်အဓိကတော့အဲ့ဒါကြံ့များဗျာကျွန်တော်ကြံ့ရင်တကယ်ကြီးငါဒီလိုမျိုးလေးလုပ်ရှင်တယ်လို့ပြောလိုက်တာနဲ့အကုန်လုံးသူပြင်ဆင်ထားဒီဝတ်စုံဝါအစာဒီသပင်းပုံစံ make up look ကအစပါတော့ကာကွက်တွေဆိုလို့ရှိရင်လည်းကျွန်တော်ကအဲတကယ်ကြီးဒီဟာလေးဒီသင်းအပိုင်းလေးတော့ကာကျင်တယ်ဆိုကာကွက်တွေအစာသူပဲစဉ်းစားရပါတယ်ဟုတ် င်များတော့ပဲပြစ်တာပါလို့ပြောချင်တယ်တချို့တချို့ဟာလေးဆိုလို့ရှိရင်ကျွန်တော်တို့ကားရဲ့ duration အရာတချို့ဖြတ်ထုတ်လိုက်ရတဲ့ scene လေးရှိတယ်ကျွန်တော်အရင်နှမျောပါတယ်တချို့ CGI ပါတဲ့ scene တွေတချို့ဖြတ်ထုတ်လိုက်ရတဲ့ scene လေးရှိတယ်အဲ့ဒါလေးလည်းနှမျောပါတယ်ဆိုတော့တာညီဆိုရဲကောင်ဒီ romance တွေ drama တွေအရိုက်များပါတယ်အာဒီလို horror comedy ဆိုတာကျွန်တော်တော်တော်ခက်ခဲခဲရိုက်ထားတာပါဆိုတော့ကျွန်တော်အတတ်နိုင်ဆုံးစူးစမ်းပြီးတော့ကျွန်တော်တငယ်ချင်းနေနောက်ကျွန်တော်အကိုရီနဲ့ ပူပေါင်းပြီးတော့ရိုက်ထားပါတယ်လာရောက်ကြီးရှိပြီးတော့ဝေဖန်ပေးကြပါအောင်လို့ပြောချင်ပါတယ်ဗျကြောက်လဲကြောက်အောင်လဲရေးလဲရေးအောင်ဟုတ်ကျေးဇူးအားတင်ပါ